ားလုံးပဲမင်္ဂလာပါ WR Academy YouTube Channel ရနေပြီးတော့ကြိုဆိုပါရစေဒီတစ်ပတ် knowledge share လုပ်သွားခြင်းရဲ့အကြောင်းအရာကတော့တေဝင်း CSS ကို install ဘယ်လိုပြုလုပ်ရမလဲပတ်သက်ပြီးတော့ knowledge share လုပ်သွားခြင်းပါတယ်အရင်ဦးဆုံးတေဝင်း CSS ဆိုတာဘာလဲပေါ့နော်တေဝင်း CSS ဆိုတာကတော့ဒီ web design မှာဆိုရင်အဲ web design နဲ့ပတ်သက်ပြီးတော့မြေတီ design ဟိုမျိုးအလွယ်တကူ customize လုပ်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 ပြီးတော့အသုံးပြုနိုင်မယ်ပြီးတော့ခုမှဆိုရင်သူက utility class တွေနဲ့ အခြေခံပြီးတိစောက်ထားတဲ့ utility first CSS framework တစ်ခုဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီနောက်ပိုင်းမှာဆိုရင်ဒီ daemon CSS ကိုအသုံးပြုလာတယ်ခုနောက်ဆုံး trust ရှိထားတဲ့ version ကတော့ daemon CSS မှာဆိုရင်ခု version က4.1ထိနောက်ဆုံးထွက်ထားတယ်ပေါ့နော်ကြတော့ကျွန်တော်တို့က daemon CSS ကိုဘယ်လို install ဆက်လုပ်မလဲဆိုတော့ကျွန်တော် daemon CSS ကို install လုပ်ဖို့အတွက်ဆိုရင်သူ့မှာအဲ daemon CSS ဆိုပြီးတော့သူ့ documentation ဖတ်ကြည့်လိုက်ရင်အဲသူ့မှာ installation မသက်ပါဘူးပေါ့နော် ဲ့မှာသူ့မှာ installation မှာဆိုရင်သူက byte ကိုတုံးပြီးတော့ install လုပ်တာပါတယ်ပြီးတော့ post css ကိုတုံးပြီးတော့ install လုပ်တာပါတယ်ပြီးတော့ cli ကိုတုံးပြီးတော့ install လုပ်လို့ရတယ်ဒါအပြင်သူကအဲခုနောက်ပိုင်းခေတ်စားလာတဲ့ framework တွေပေါ့နော် next.js တို့ဒီ laravel တို့အဲ့နောက်အဲ framework တော်တော်များများမှာဆိုရင်ဒီ daemon css ကိုတုံးပြီးနေကြတယ်ပေါ့နော်အဲကြတော့ဒီ framework တော်တော်များများမှာလည်း daemon css ကိုဘယ်လို install ပြုလုပ်ရလဲဆိုတော့အသေးစိတ်ကိုဒီ framework guideline မှာဖတ်ပြီးတော့ install ပြုလုပ်ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ develop လုပ်တဲ့သူတွေအနေနဲ့ CDN link ကိုတုံးပြီးတော့ develop ချင်လာဆိုရင်သူက CDN နဲ့ပေးထားရပါတော့ဒီကနေစပြီးတော့အဲဒီ CDN link ကိုတုံးပြီးပြီးတော့လေဒေဝင် CSS ကိုအသုံးပြုပြီးရေးနိုင်ရေးသားနိုင်တယ်ခုဒီတစ်ပတ်ကျွန်တော် knowledge share လုပ်သွားခြင်းတဲ့အကြောင်းအရာကဒီဒေဝင် CSS ကိုတုံးပြီးပြီးတော့ install ဆက်လုပ်တဲ့နေကိုကျွန်တော်ပြပြသွားမှာဖြစ်ပါတယ်ဒါကျွန်တော်ကဒီဒေဝင် CSS CSS ကို install မလုပ်ခင်ပထမဦးဆုံးကျွန်တော်ဖူလာတစ်ခုခွဲလောက်လိုက်ပေါ့နော် ရင်ဦးဆုံးဖူရာတစ်ခုခွေးလုပ်မယ်ဖူရာနာမည်ကိုကျွန်တော်ကတေဝင်းဆီဆက်ဆူပြပေးလိုက်မယ်ပေါ့နော်အဲကျွန်တော်ကတေဝင်းဆီဆက်ဖူရာမှာဟိုကျွန်တော်ကမလုပ်မလဲဆိုတော့ command prompt ခေါ်ပြီးတော့ကောက်နေကောက်ပဲဘူရကောက်နေခုနပေါ့နော်ကောက်တော့ဆိုပြီးတော့ ဟုတ်ပြီအဲကျွန်တော်တို့ကတေးဝင်း CSS ဆိုတဲ့အပူရကုတ်ပူရကုတ်မှာတေးဝင်း CSS ဖိုလာကိုကုတ်ပတ်အကုတ်နဲ့ဖွင့်တယ်နော်အကြတော့ကျွန်တော်တို့ကတေးဝင်း CSS ကိုဟို install မလုပ်ခင်တေးဝင်း CSS ကိုကျွန်တော်တို့က install လုပ်မယ်ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်တို့က node.js လိုပဲပေါ့နော်အဲကြကျွန်တော်တို့က node.js ကဒီသူကတေးဝင်း CSS နိုင်မှာဆိုကျွန်တော်တို့က npm ကိုအသုံးပြုပြီးတော့ install လုပ်မှာဖြစ်တဲ့အတွက် node.js လို့အဲကြကျွန်တော်တို့က node ကျွန်တော်တို့ set ထဲမှာ node.js ရှိမရှိ အရင်ဆုံးစစ်ကြရအောင်အကြာကျွန်တော်တို့ကဒီကောင်မှာအဗူရကုတ်မှာတာမီနယ်ဆိုတာရှိရပါတော့အဲအောင်နူတာမီနယ်ခေါ်ပြီးတော့နောက် tab v ဆိုပြီးစစ်ကြလိုက်ကျွန်တော် install လုပ်ထားတဲ့ node version ကအဲ10.13.1ဆိုပြီးတော့အဲ node version ပြပါတော့ဒါဆိုရင်ကျွန်တော်က node ကျွန်တော် set ထဲမှာ node ကြီးရဲ့ပြင်ထားတာဖြစ်တယ်အဲဒါကြလို့ အဲဆမ်းမဲ့ယူတာဒီမှာဆိုရင်နှုတ်ကြည်ရမသွင်းရသေးဘူးဆိုကျွန်တော်တို့ကနှုတ်ကြည်ကိုတော့ပြန်ဒေါင်းလုပ်လို့ပေါ့နော်ဆိုပြီးတော့အဲနှုတ်ဒေါင်းလုပ်ဆိုပြီးတော့ကျွန်တော်တို့ကကြိုင်လိုက်ရင်ကျွန်တော်နှုတ်ကြည်ရဆိုပြီးတော့ထွက်လာပြီပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့က language ကအဲဂျပန်သားဖြစ်နေတော့ကျွန်တော်ငွေလို့ပြောင်းလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ကနှုတ်ကြည်ရမသွင်းရသေးဆိုဒီမှာတော့ပြန်ဒေါင်းလုပ်လို့ရတယ်ဒီမှာဆိုရင်ကိုယ့်ရဲ့ support မူတည်ပြီးတော့အခုရဲ့ window 3နာလား mac 3နာလား link 3နာလား3နဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့က Node.js ကို down လုပ်ရတယ်ပေါ့နော်အဲဒါက Node တွေ Node.js ကို down နေပြီပေါ့နော်အကျတော့ကျွန်တော်တို့ကကျွန်တော်စက်ထဲမှာ Node.js ရှိတဲ့အတွက် Node.dev ဆိုပြီး version site 22.131ဆိုရှိတယ်အဲကျွန်တော်တို့ Daemon CSS ကိုပြန်သွားရအောင်အဲ Daemon CSS မှာသူက CLI ကိုသုံးပြုပြီးတော့ install လုပ်မယ်ဆိုရင်သူကအဲအစင်လေးပြထားတယ်ပေါ့နော်ရေဦးဆုံးသူက Daemon CSS ကို install လုပ်မယ်ဆိုရင်သူကအဲ CLI ကို install လုပ်မယ်ဆိုတော့ဒီ command prompt လေး run ပေးဖို့လိုတယ်ပေါ့နော်အဲကျတော့ ကျွန်တော်ကဒီ comment ကို run ခင်ကျွန်တော်က package တော့ json တစ်ခုလေးကိုခွေးအရင်ကြိုးလောက်ထားမှာပေါ့နော်။အဲဒါကျွန်တော်ကဒီ meta minute မှာ npm int dev y ဆိုပြီးတော့ package တော့ json တစ်ခုခွေးလောက်လိုက်မှာပေါ့နော်ပထမအဆုံးအနေနဲ့။အဲဒါကျွန်တော်က package တော့ json ဆိုတစ်ခုထွက်လာပြီ။အဲဒါပြီးတော့မှကျွန်တော်ကဘာလုပ်မလဲဆိုတော့သူခုနပြထားတဲ့ဒီ CRM ကိုအသုံးပြုပြီးတော့ day one css ကို install လုပ်မှာပေါ့နော်။ အဲဆိုကျွန်တော်တို့အချိန်လေးခဏဆောင်းအောင်မယ်။ဒါ Dewin CSS ကို install ပြုလုပ်ပေးတော့မှာဖြစ်ပါတယ်။ဟုတ်ပြီ။အဲကျွန်တော် Dewin CSS ကိုဒီ package လောက်တော့ချိန်စမှာပါတော့။ဒါ Dewin CSS version 4.1စကတူက install လုပ်ပြီးတော့ပြီပေါ့နော်။ အဲကြောင့်ကျွန်တော်တို့ကတေးဝင်း CSS ကို install လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့တေးဝင်း CSS ကိုအဲ CLI ကိုတစ်ချက်ပြန်ဖတ်ကြည့်ရဆိုတော့သူကအဲ install လုပ်ထားတဲ့ CSS ကို import လုပ်ပြီးတော့ဒီ SSG ပူလာရဲမှာ import CSS ဆောက်ပြီးတော့ဒီတေးဝင်း CSS ကို import လုပ်ပြီးအသုံးပြုလို့ရတယ်ဆိုပုံမျိုးပြတာပေါ့နော်။ဒါတော့သူက SSG ပူလာရဲမှာ import CSS ဆောက်ပေါ့နော်။အဲကြောင့်ကျွန်တော်တို့ကဒီရမှာ new folder ခေါ်လိုက်မယ်ပေါ့နော် new folder ဆိုပြီး SSG ဆိုပြီးတော့ကျွန်တော်တို့က new file ဆိုပြီးတော့ import.csv CSS ဆိုပြီးစောက်လိုက်မယ်။အဲ့ဒီမဲမှာမှသူက importer CSS တွေမှာဘာထည့်လို့ပြောထားအောင်ဆိုတော့သူကခုနတွန်းထားတဲ့ div CSS တိကုန်ကို import လုပ်ခိုင်းပြီပေါ့နော်။အဲ့ဒါကျွန်တော်တို့ကဒီမှာ import ဆိုထည့်လိုက်မယ်။ထည့်ပြီးတော့ကျွန်တော်တို့ကအဲဘာဆက်လုပ်ဖို့လိုတယ်ဆိုတော့ပြထားတဲ့အတိုင်းနဲ့သူကအဲခုနက importer CSS ကိုသူက build လုပ်ပေးဖို့လိုရပေါ့နော်။ build လုပ်ဖို့အတွက်ဆိုရင်သူကဒီ command လေးကို run ပေးဖို့လိုရဆိုပြထားတယ်ပေါ့နော်။အဲ့ဒါတော့ကျွန်တော်က build မလုပ်ခင်အရင်ဦးဆုံး HTML တစ်ဖိုင်ကိုခွေးလောက်ပြီးတော့ HTML တစ်ဖိုင်ခွေးအရင်ဆုံးလောက်လိုက်မှာပေါ့နော်အဲကြတော့ဒါပြင်ပမှာ inter.html ဆိုပြီးတော့ html structure လေးတစ်ခုစောက်လိုက်မယ်။အဲ့ဒီမှာကျွန်တော်က html file ဆိုပြီးတော့ခေါ်ပြီးရေးထားတယ်။ title ကိုကျွန်တော်က lewin css အဲ့ဒါဆိုပြီးတော့ပြထားလိုက်မယ်။ နောက်တစ်ခုကကျွန်တော်က issue 1ဆိုပြီးဆောက်ပြီးတော့အဲမှာ draw ဆိုပြီးတော့ဒါလေးတစ်ခုဆောက်ပါတော့နော်အဲဆို inter.html တစ်ခုရပြီ။ရပြီကျွန်တော်က browser မှာအဲ live server တစ်ခုနဲ့ပြလိုက်ပါတော့နော်။အဲ့တော့ကျွန်တော်က hello world ဆိုတဲ့ဟာလေးတစ်ခုရတယ် တာဖြစ်တဲ့အတွက်ကျွန်တော်ကခုနစီအန်အိုင်ကိုပြန်သွားမယ်။သူကဘေးလောက်ပြီးတော့သူကခုနက import လုပ်ထားတဲ့ဒေဝင်စီအဆက်ကို import ဆီအဆက်ကိုသူကဘေးလောက်ပါလို့ပြောထားတဲ့အတွက်သူကဒီနည်းနည်းနဲ့ဘေးလောက်ခိုင်းပါတော့။အဲကျွန်တော်ဒီ command လို့ copy ဆွဲလိုက်မယ်။ဆွဲပြီးတော့ခုနက command ပါပဲ။ run လိုက်ပါတော့။အဲဆိုသူရဲ့ command ကိုရှင်းကြည့်မယ်ဆိုရင်သူကဒေဝင်စီအဆက်စီအန်အိုင်မှာဘေးလောက်ဖို့အတွက်ဆိုရင်သူက SSC ဖိုးလာထဲမှာရှိတဲ့ဒီ import.css ကိုဘေးလောက်ပေါ့နော်။ ဘေးလောက်ပြီးတော့သူက output တပ်ပို့ဆိုတာ output အနေနဲ့ဘာထပ်မလဲဆိုဒီ src ဖိုးလာတဲ့မှာပဲ output.css ဆိုပြီးတော့ခွေးလောက်ပြီးတော့သူက css ကိုထုတ်ခိုင်းတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီ command လေးကို run လိုက်ရင်သူက src ဖိုးလာတဲ့မှာနောက်ထပ် output.css ဆိုပြီးသူကပစ်လောက်ပြီးတော့ပစ်လောက်လိုက် output.css ဆိုပြီးတော့ထွက်လာမှာပေါ့နော်အဲ့ဒါကျွန်တော်ဒီလေးကို run ကြည့်လိုက်မယ်အဲ့ဆိုရင်သူက output.css ထဲမှာ အဲခုနကတော့ import လုပ်ထားတဲ့ဒီ import ဆီဆက်မှာဒီဝင်ဆီဆက် import လုပ်ထားတဲ့အကောင်လုံးပြန်လောက်လိုက်တော့ output ဆီဆက်နေနဲ့ထွက်လာတယ်သူက utility cluster တိပေါ့နော်ဒီဝင်ရဲ့ utility cluster တိအကောင်လုံးကလပ်တိအကောင်လုံးကိုဒီမှာ output ဆီဆက်နေနဲ့မြင်ရမှာဖြစ်တယ်အဲကျွန်တော်တို့ကဒီကောင်ကိုဘလော့ခင်ဟောဒီ output ဆီဆက်ကိုအလုပ်လုပ်သိချင်အောင်ကျွန်တော်တို့ကဒီ inter.html မှာ link ချိတ်ပြီးတော့ output ဆီဆက်ကိုတောင်းချင်မှာပေါ့နော် link ဆိုပြီးတော့ အပေါ်တော့ CSS ဆိုပြီးတော့ကောင်းချင်ပြီအဲ့ဒါဘယ်တော့မှရှင်းအောင်ဆိုတော့ကျွန်တော်ကအစစီဖိုးလာတဲ့မှာအပေါ်တော့ CSS ဆိုရှင်းအဲ့ဒါကျွန်တော်တို့ကဝမ်းကြည့်လိုက်မယ်ဆိုရင်ခုနကတော့မင်းရတဲ့အတိုင်းဒါဒီမှာဆိုရင်သူကဝင်သွားပြီပေါ့နော်အပေါ်တော့ CSS ဝင်သွားတဲ့အတွက်ကျွန်တော်မြင်အောင်ပြင်ပြမယ်ဆိုရင်ဒီကိုခဏပြေးလိုက်မယ်ပြေးပြီးတော့ဒီလိုကိုကွန်မန့်ပြန်မယ်အဲ့ဆိုရင်ဒါကအဲ ဒေဝင်စီရဆက်ကိုမချိတ်ထားတဲ့အချိန်နေအောင်မှကျွန်တော်ဒေဝင်စီရဆက်ကိုပစ်လုပ်ပြီးတော့ဒါချိတ်လိုက်တဲ့အချိန်ပေါ့နော်ဒါဆိုရင်သူကအဲယူတရီကလပ်တင်ရကုန်ဒေဝင်စီရဆက်ကိုချိတ်ထားပြီးသားဖြစ်သွားပြီပေါ့နော်ကျွန်တော်ကျွန်တော်တို့ကဒေဝင်စီရဆက်ကိုချိတ်ထားပြီးဆိုတော့ကျွန်တော်ကတခါတိုင်းတော့နိုင်သူက west လောက်တာဆိုတော့ကျွန်တော်ကဒီစာချောင်းမျိုးရိုက်ဖို့အတွက်ရှည်ရပေါ့နော်ရှည်တာဖြစ်တဲ့အတွက်ကျွန်တော်ကပြင်လိုက်ပေါ့နော်ဘယ်လိုပြင်လိုက်မလဲဆိုတော့ဒီကောင်းကိုဘေးလောက်တာဆိုတော့ကျွန်တော်က package dot json နဲ့မှာ dependency တခုအနေနဲ့ကျွန်တော် run ထားလိုက်ပေါ့နော်အဲကြကျွန်တော် script ဆိုတဲ့ file နဲ့မှာကျွန်တော်ဘာလုပ်မလဲဆိုတော့ base ဆိုပြီးတော့ခုနလိုစောက်လိုက်စောက်ပြီးတော့ကျွန်တော်ဘာပေးထားမလဲခုနကကျွန်တော် run တဲ့ css code ကိုထည့်လိုက်ပေါ့နော်အဲခုနကကျွန်တော် run ထားတဲ့ terminal က command ကိုထည့်လိုက်နည်းထည့်လိုက်တဲ့ခါကျကျွန်တော်တို့က src ဖိုးတာထဲမှာ output ဆိုပြီးစောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ SSC mode နဲ့ကျွန်တော်တို့ disk ဆိုတဲ့ဖိုးတာလေးစောက်လိုက် guest stem မှာကျွန်တော် output တစ်ဆက်ဆက်လို့မပေးဘဲနဲ့အဲ style.css ဆိုပြီးပေးထားလိုက်မယ်။အားဆိုကျွန်တော်တို့ကဘေးလောက်ရတာနဲ့ဒီ command ကို run တော့မှာဖြစ်တယ်ပေါ့နော်။ဒါကျွန်တော်ဒီထဲမှာ package တော့ခြေဆက်နေမှာကြိုပြီးတော့ရေးထားလိုက်တယ်။အဲ disk folder ထဲမှာ style.css ဆို query လို့အောင်ဆိုပြီးရေးထားတယ်။ဒါကြောင့်ကျွန်တော်က inter.html နဲ့မှာကျတော့ src folder ကိုမချိတ်ခင်နဲ့ကျွန်တော် folder တော်တော်တို့ query လို့တော့မှာဖြစ်တယ်။ကျွန်တော်ကခဏ disk folder ခက်လာပေါ့နော်။ကျတော့ကျွန်တော်က disk folder တွေမှာဘာလို့ထောက်မလဲဆိုတော့ style.css ဆိုတာအဲ့တော့ disk folder ထဲမှာ style.css ကချိန်သွားမှာပေါ့နော်အဲ့ကျွန်တော်ကအရင်ဆုံးဒါကို clear ပြန်လုပ်မယ် clear ပြန်လုပ်ပြီးတော့မလုပ်မလဲဆိုတော့ကျွန်တော် bit လို့နာမည်ပေးထားဖြစ်တဲ့အတွက် npm run ခုနလိုအရှေ့ရေးစရာမလိုတော့ဘူး npm run bit ဆိုပြီးတော့ခေါ်လိုက်တာနဲ့ဒီကောင်ကို run ပြီးသွားပြီပေါ့နော် အဲဆိုရင်ကျွန်တော်တို့ disk folder ကအော်တိုဆောက်ပြီးတော့အဲ့ဒီမှာ style css ဆိုပြီးတော့အဲပေးလောက်ထားတဲ့ css တိကောင်ကိုဝင်လာတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က disk folder ရဲ့ style css ကိုချိန်ထားဖြစ်တဲ့အတွက်ခုနကတော့ညရဲ့ဒီလေးယောက်ကလည်းပြောင်းသွားမှုမရှိဘူးပေါ့နော်အဲ့လိုတော့ဆိုပြီးချိန်ထားတယ်အဲ့ဒါကျွန်တော်တို့ကကောက်ကိုတစ်ချက်ဆန်းကြည့်ကြမှာပေါ့နော်ညကျွန်တော်တေးဝင်း CSS မှာပါတဲ့ utility collector ကိုကျွန်တော်စမ်းကြည့်လိုက် ဲ့တော့ class name တစ်ခုခုပေးလိုက်မယ်ပေါ့နော် class ဆိုပြီးတော့ကျွန်တော် pound size ကိုလည်းနည်းကြည့်အောင်ဆိုတက် 3hn ဆိုပြီးပေးလိုက်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့အဲ pound size ကကြည့်လာပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကအယောင်ချင်းလိုက်မယ်ပေါ့နော် test rest ဆိုပြီးတော့ RAM ပါဆိုရင်သူကဟောတာ200 300 500ဆိုတဲ့မျိုးတွေ hex အနေနဲ့အနေနဲ့ပြထားတယ်ပေါ့နော်အကြကျွန်တော်က direct 900ဆိုကြည့်လိုက်မယ်အဲ့ဆိုကျွန်တော် run ကြည့်လိုက်ခဲ့ဆိုရင် hello world ဆိုပြီးတော့အနည်းအောင်ပြောင်းသွားတာတွေ့နေပါတော့ ဲ့တော့ကျွန်တော်တို့ကဒီလို test 3hn လို့ထားဒေဝင် css ရဲ့ utility class တွေကိုသူကပြပြပါတော့ဒီလိုပြပေးဖို့အတွက်ဆိုကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ဒီ web account ကကျွန်တော်တို့က install extension တခုကို install လုပ်ထားဖို့လို့ပေါ့နော်ဒီ setting နဲ့တွားပြီးတော့ဒီ extension နဲ့မှာ set extension ရိုက်ပြီးတော့ဒီမှာ day win ဆိုပြီးတော့ရိုက်လာရင်အပေါ်မှာ day win css intelligence ဆိုတဲ့ extension လေးရှိပေါ့နော်ဒါလေးကို bucket လေးကို install လုပ်ပြီးတော့ twin ထားမယ်ဆိုရင်ခုနကကျွန်တော် ရေးကြည့်တဲ့ဒီ style เนาะอืมခုန inter.atm မှာကျွန်တော်ရေးလိုက်တဲ့ဒီ class ကိုထောက်ကြည့်ရဆိုရင်ဒီပါဒီမျိုးအဲ .3hn ဆိုရင်ဘာတွေတုံးထားရပေါ့เนาะထဲထဲမှာ css ကဘယ်လို value နဲ့ပေးထားရဆိုတော့မြင်လို့ရရပေါ့เนาะခုနက intelligence ကိုတွင်းထားတဲ့ခါကျကျွန်တော်တို့ကဒီ 3H ဆိုရင်ဒီက form size က 30ph ရဲ့ RE အနေနဲ့ဆိုရင်1.875 RE ဆိုပြီးတော့အဲ hint အနေနဲ့ပြပေးပေါ့နော်ဒီလိုပဲအဲ tarot 900လို့ရေးထားရင်ကျွန်တော်က ာကာလာကုတ်ကိုတုံးထားရဆိုတော့သူရှင်းပြတာပေါ့နော်900ဒါကတော့အဲဒီ collect တွေကဒီ day one စီရဆက်ရေးချွတ်တဲ့ collect တွေကိုအသုံးပြုပြီးတော့ဒါရေးပြသွားတာဖြစ်ပါတယ်အကြတော့ကျွန်တော်ကနောက်တစ်ပတ်ကြာရင်ပါရဆက်လုပ်ပြသွားမယ်ဆိုတော့ဒီ Jutelay Collective ထပ်ပြီးရရှိတည်ရပါတော့ဒီ Dewin CSS မှာဆိုရင်နောက်ထပ်ဒီ typography တို့ spacing တို့တခြားအမျိုးအစားတွေများရှိတယ်ပေါ့နော် ဒီ area ကိုအသုံးပြုပြီးတော့ကျွန်တော်ကနောက်ထပ်ရှင်းပြသွားမှာဖြစ်ပါတယ်နောက်တစ်ပတ်ဒီမှာဆိုရင်ကျွန်တော်ဒီ area နဲ့ပတ်သက်ပြီးဆက်ပြီးတင်သွားဖို့ရှိရယ်အခုဒီ dev CSS ရမောင်းဆုံးနေနဲ့ install ပြုလုပ်တဲ့နည်းလမ်းကို CRM ကိုအသုံးပြုပြီးတော့ install ပြုလုပ်တဲ့နည်းလမ်းကိုနားလည်သဘောပေါက်ပါလိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်